ကနိုင်ဒေသကြီးထပ်ပိုင်းဗဟောမြို့နယ်အတွင်းလိုက်ပွဲရောင်ဘေကင်းရတင်းချောင်းနေကြရတဲ့ပညာရေးဝန်ထမ်း336ဦးကိုချန်နေမျိုးသားများတက်မတော် SN နေနဲ့လုပ်ငန်းရှင်တွေကလာလာနရစာထုတ်ရှင်းပေးခဲ့တယ်လို့သိရပါတယ်။လိုက်ပွဲရောင်နှစ်လကြာကြာပိတ်ထားရတဲ့မြို့ပေါ်စာသင်ကျောင်းတွေနဲ့စစ်ဆောင်ကျေးရွာရှုစာသင်ကျောင်းတွေမှာဆရာဆရာမတွေရက်ကြီးပညာရေးဆက်ကော်မတီတွေနဲ့ SN တက်မဟာ68တာဝန်ရှိသူတွေပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့မှာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာအစနဲ့တက်မဟာ68လေး တပ်မဟာမှုစလုံးစေးကောင်းဆိုင်ရဲ့လမ်းညွှန်မှုနဲ့အတူအစံရဲ့လုပ်ငန်းရှင်တွေကနလစာအတွက်လာသာထုတ်ရှင်းပေးခဲ့တယ်လို့သိရပါဗျ။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးပညာရေးဝန်ထမ်းတူကတော့အစိုးရကလာစာလေးလာစာမပေးနိုင်ဘူး။တိုက်ပွဲတွေကြောင့်မပေးနိုင်ဘူး။အဲဒါကြောင့်အစံနေတဲ့လုပ်ငန်းရှင်တွေကနလစာထုတ်ပေးထတာမမောင်မျိုးဘော်ကကြောင်းနေကဒူးကြီးရွာတွေကစက်တော်၊နာရကာ၊တက်ကွတာခုံနှအလဲရွာ၊ကံရွာ၊ခုံနှခုပြင်းခမိုးရွာကပညာရေးဝန်ထမ်းတွေကိုထုတ်ပေးတာလို့ပြောပါတယ်။ ဗမောက်နောက်ပိုင်းရှမ်း SNA ထိန်းချုပ်ဒေသမှာရှိတဲ့ကျေးရွာတွေကပညာရေးဝန်ထမ်းတွေကိုတော့၎င်းကျေးရွာသားတွေကပေးဆောင်ကြကြောင်းသိရပါဗျ။အလားတူခြေလုံငန်းစဉ်တွေဖြစ်တဲ့အမနဲ့ပညာသင်ကြားနိုင်ရင်းနဲ့ခက်ခဲပညာရေးဝန်ထမ်းတွေကိုကူညီဆောင်ရှောက်ရေးစစ်ဆောင်ပညာရေးဝန်ထမ်းတွေစနစ်တကျနေရာချထားရေးအပြင်လိုအပ်တဲ့စံစီစာကူညီထောက်ပံ့နိုင်ရေးတွေကိုလည်းဆွေးနွေးကြံပြုခဲ့တယ်လို့သိရပါဗျ။ဗမောက်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လုံခြုံရေးအခြေအနေရဗန်လုံငန်းတွေရပ်ဆိုင်ထားခြင်းကြောင့်ပညာရေးဝန်ထမ်းတွေရဲ့လဆာတွေကို အစိုးရကထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။